အိဆာပေါ်ထားတဲ့လီဗာပူးအမြင်နဲ့နောက်ဆုံးရသတင်းတို့များအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီပါပူတင်းကောင်းဆောင်ဖန်တိုက်ကတော့ဒီရပိုင်းလူပြောများနေတဲ့ကိစ္စအကြောင်းကိုဖြေရှင်းလာပါတယ် လီဗာပူးတင်းဟာချန်ပီယံလိပွဲစဉ်အဖြစ် PSC အသင်းကိုအဝေးခွင်းကနေတွားရောက်ရင်ဆိုင်ခဲ့ရပါဗျ။အဲ့ဒီပွဲစဉ်ဟာဒီယာတီလီဗာပူးအသင်းအတွက်ကစားခွက်အညံ့ဆုံးပွဲစဉ်တစ်ခုဖြစ်ခဲ့ပြီးတော့ခံစစ်သားပိတ်ဆို့ကစားခဲ့ပါဗျ။ဒါနဲ့ပတ်သက်လို့ Van Dijk ကသူတို့အနေနဲ့ PSG ပွဲနဲ့ပွဲစဉ်မှာခံစစ်ပိတ်ဆို့ပြီးမကစားခြင်းခဲ့ပေမဲ့လည်းဘောလုံးဆိုတာကိုကစားခြင်းတိုင်းကစားလို့မရတာကြောင့်အခုလိုမျိုးပဲနီလန်းကိုရွေးချယ်ခဲ့ရတာဖြစ်ကြောင်းကိုရှင်းလင်းပြောဆိုခဲ့ပါဗျ။အဲ့ဒီအပြင် ပြက်ကြီးနဲ့ပွဲစဉ်မှာအဆုံးဖြတ်အနိုင်ကိုကိုသိယူနိုင်ခဲ့တဲ့ Harvey အနေနဲ့ကတော့ပွဲထောက်ကစားခွင့်မရတဲ့အပေါ်ဒေါသထွက်နေပြီး Amslot ရဲ့ပုံမှန်လင်းလင်းပြောဆိုထားကြောင်းကိုဝန်ခံထားပါတယ်။ဒီပွဲစဉ်မှာ Mosala ထွက်ခပြီး Harvey ဝင်အောင်လာချိန်မှာ PSG ဘက်မှပေါ်ရောက်လိုက်တာကြောင့်မလို့ Harvey ကအခွင့်အရေးရခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရော Harvey ရဲ့ပွဲထွက်ကစားလို့မှုအပေါ်ကိုဘယ်လိုသဘောရလဲဆိုတာဝင်ရောက်ဖြေဆိုပေးခဲ့ပါအောင်နော်။ ဒါအပြင်လီဗာပူးအသင်းဟာ2024ခုနှစ်အတွင်းအင်္ဂလန်မှာဂျာစီရောင်းရငွေအများဆုံးအသင်းတစ်သင်းဖြစ်ရပ်တည်နေတယ်လို့လည်းသိရပါဗျ။ခေတ်ဆက်ဆက်သမိုင်းကြောင်းလာခဲ့သလိုဥရောပမြေမှာလည်းအအောင်မြင်ဆုံးအင်္ဂလန်အသင်းတစ်သင်းဖြစ်နေတဲ့လီဗာပူးအဖို့ဒီလိုရပ်တည်နေနိုင်တာကတိတ်တော်ထူးဆန်းမနေပါဘူး။လီဗာပူးဟာဂျာစီရောင်းချငွေကနေယူရို146တန်းရရှိခဲ့တာဖြစ်ပါတယ်ရှင်။ ဒါအပြင် Mslot ရဲ့ Liverpool အသင်းဟာလာမယ့်နှွေမှာ Newcastle အသင်းရဲ့တိုက်စစ်ကစားသမား Alexander Isak ကိုခေါ်ယူဖို့အတွက်အသေးအတန်ကြိုးပမ်းမှာမဟုတ်ဖ ೇನೆ ကစားသမားကိုယ်တိုင်အသင်းကနေထွက်ခွာခြင်းမှသာကမ်းလှမ်းမှုတွေကြိုးပမ်းလှုပ်ဆောင်သွားမှာဖြစ်ကြောင်းနာမည်ကျော်သတင်းတော် David Onstein ကဖော်ပြလာခဲ့ပါတယ်။အသက်25နှစ်အရွယ်ဆွီဒင်လက်ရွေးစင်တိုက်စစ်မှု Isak ကစပိန်ကလပ်ဆိုစီတက်ကနေ Newcastle စီရောက်ကလေးကခြေစွာနေပြီးတော့မှငှက်ကြားတို့အတွက်မရှိမဖြစ်ကစားသမားတအုပ်ဖြစ်ရပ်တည်နေတာပါ။ ဒီရာသီထဲမှာတင်ပြိုင်ပွဲဆုံး32ပွဲကစားပြီး23ဂိုးသွင်းပြီးတော့5ဂိုးဖန်ပြီးပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။နောက်အပြင်ဒီရာသီပရီးမီးယားလိဂ်မှာစပိုးဂိုးသွင်းယူရင်းနဲ့ဆာလာဟာလန်တို့ရဲ့နောက်တတိယမြောက်ဂိုးသွင်းအများဆုံးဖြစ်ပါရည်တည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်းပရီးမီးယားလီဂ်မှာ29အထိတောင်မှသင်ယူထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲဂိုးသွင်းဆက်အီဆက်လို့အာဆင်နယ်၊ချယ်ဆီ၊ဘာစီလိုနာတို့ကစိတ်ဝင်စားမှုတွေရှိခဲ့ပြီးတော့မှနယူကာဆယ်ကလည်းသူတို့ကစားသမားအတွက်ပေါင်တန်း150အထိတောင်သတ်မှတ်ထားပါတယ်။ဒီလိုမျိုးအဆုံးသတ်ကောင်းမွန်လွန်တဲ့အီဆက်ကိုတိုက်စစ်ပိုင်းအားဖြည့်ဖို့လိုအပ်နေတဲ့ club အသင်းကြီးတွေကပြစ်မှတ်ထားလာပြီးတော့မှဒီအထဲမှာလီဗာပူးလည်းပါဝင်နေတာပါ။လီဗာပူးကຫນွေဈေးကွက်မှာ ဂျိုတာနူညက်စ်တို့လိုတိုက်စစ်မှုတွေကတအူးအူးကိုရောင်းချပြီးတော့အီဆက်ကိုခွဲယူသွားချင်နေတာမျိုးပါ။ဒါပေမဲ့လီဗာပူးကတော့အီဆက်ကိုအခြားကလပ်အသင်းတွေနဲ့အပြိုင်အသင်းအတန်ကမ်းလှမ်းမှုတွေလှုပ်ဆောင်သွားဖို့ဆန္ဒရှိမိနေပေမဲ့အီဆက်ကိုယ်တိုင်နယူကာဆယ်ကနေထွက်ခွာခြင်းနဲ့ဆိုမှသာကြိုးပမ်းမှုတွေကိုလှုပ်ဆောင်သွားဖို့စီစဉ်ထားတာဖြစ်တယ်လို့သိရပါဗျ။ ဒီရဒီမှာနယူကာဆယ်ကချန်ပီယံလိဝင်ခွင့်နဲ့ထပ်ပြီးတော့လွဲချော်ရအောင်မယ်ဆိုရင်အီဆက်ကလည်းအသင်းကြီးတသင်းစီကိုပြောင်းရွှေ့ကစားခြင်းကြောင့်ပြောဆိုမှုလေးတွေတော့ရှိပါတယ်။ပရိသတ်ကြီးတို့ရောအီဆက်ကိုခေါ်စေချင်လားဆိုတာပြောခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။